ရွာလုံးကစိုက်ပျိုးရေးအဖြစ်ဇန်သဘာကိုတိကထားစိုက်ပျိုးတာကြောင့်ဇဘာမိနေကနေအောင်ဒီအောင်မဝင်ဝသလိုလေပြင်းလင်းချင်းတိုက်ကြိုက်တဲ့အခါမှာလည်းရုံးရလှုပ်ရှားနေတာကလည်းရွာရဲ့အလားပါတစ်ခုလိုဖြစ်နေပါတော့တယ်။နောက်ထပ်ရွာမှာလုပ်ကြကြတာကတော့မိမိရဲ့လုပ်ငန်းအဖြစ်ဝက်မွေးကရောင်းဝယ်ကြပါသေးတယ်။ အဲ့ဒီရွာလေးမှာတော့ဥတီပါဆိုတဲ့လူကြီးကလေယာဉ်နဲ့မွေးမြူရဲ့လုပ်ငန်းကိုမလုပ်ကြိုင်ပဲအရောင်းဝယ်လုပ်ငန်းကိုသာစိတ်ဝင်စားပြီးဈေးရောင်းဈေးဝယ်ပြီးအတံမိုးဝင်းချောင်းပြုကဈေးတဲ့တယောက်ပဲဖြစ်ပါတယ်။ဥတီပါမှာတော့ရင်းနှောင်းဆိုတဲ့သမီးလေးတယောက်နဲ့အတူနေထိုင်ကြပြီးဖခင်ပြည်သူနဲ့ဥမကွာရေမကွာရောင်းဝယ်လုပ်ငန်းကိုအတူလုပ်ကြိုင်ကြနေထိုင်ကြပါတယ်။ ။ဒူဒီပါကတော့ဒီတဆိုးသမီးလေးကိုအလွန်လိုက်ချစ်တယ်လို့သမီးလေးကလည်းလိမ္မာရင်ကြီးတာမို့တာပါနေရအရေးပုံပုံလေးနဲ့တိုင်းပြီးပြောဆိုနေရှိကြပါတယ်။အဲ့ဒီလိုချစ်စရာသမီးလေးကအရွယ်ရောက်လာတော့မို့မပြေတင်တာမပြေရအောင်ရီးစားကိစ္စအိမ်တော်ရတာပြုဖို့ယူမုံနဲ့လူရှိပြီလားလို့မေးပေမဲ့လည်းသမီးဖြစ်သူကတော့အမဲအခင်ဖြစ်သူကလာဂျေဘီအခင်ရဲ့ဝေယဝန်းစာတွေလို့ကအပြောကြည့်လို့မယ်လို့အမြဲပြောဆိုလေးရှိပါတယ်။ အဲ့ဒီလိုပြောဆိုရတာကတော့ဒီရွာမှာသူမပါခဲ့တဲ့သူ့အပေါ်ခြေကမ်းမြစ်တာပေးနိုင်တဲ့သူမရှိသလိုမျက်စိချောက်လောက်အောင်ဒီလဲချောမောတဲ့သူမရှိသေးတာကြောင့်အမြဲအိမ်အောင်ပြုဖို့ရင်းဆက်နေတာပဲဖြစ်ပါတယ်။အဲ့ဒီလိုနဲ့တနေ့မှာတော့ဥရိပါတို့သားပါနေအောင် ဆိုင်မှာဇေယောင်ကစကားပြောဆိုနေချိန်မှာပဲဆိုင်ခဲ့တဲ့ဇီးကအချိန်ပြင်းပြင်းပြင်းမြောင်းနေကဒရစ်ဆွဲလိုက်တာကြောင့်ကျဲလောင်တဲ့အတန်နဲ့တူမြေမုံနေပါတာကိုမှာတော့တယ်။အဲ့ဒီလိုမောင်းနေလာတဲ့သူကတော့ဒေါ်သူစားရဲ့သားနေဆိုင်မဲဖြစ်ပါတယ်။ နေဆိုင်ကအမြဲလိုလိုမြို့မှနေကကြောင်းတက်တာမို့မြို့ကြီးသားတယောက်ကိုချောမောကဆွဲဆောင်မှုရှိသလိုမိခင်ဖြစ်သူကလည်းချမ်းသာတာကြောင့်အုပ်စဘောယူချောတယောက်ပဲဖြစ်ပါတယ်။အခုလည်းအိမ်ကိုပြန်ရောက်တဲ့အခါမိခင်ဖြစ်သူကဇိုးဝဲခိုင်းလိုက်တာမို့ဥဒီပါလို့ဆိုင်ရောက်လာပြီးသူ့ရဲ့မူပိုင်အတန်ချူချူအပြုံးမျက်နှာလေးဖြင့်ဇိုးဝဲရောက်လာတာကြောင့်လေကျင်းမိတဲ့မရင်နောက်တယောက်နေမျိုးစွန့်အားကအငေးလိုနေပါတော့တယ်။ နေဆိုင်လိုချင်နေတဲ့ဖြစ်စည်းကိုဖခင်ပြည်သူကနေရင်နှောင်းကိုမင်းနေပေမဲ့လည်းအငေးလိုနေတာကြောင့်မကြပဲဖြစ်နေပါတော့တယ်။အဒီလိုမကြတာကြောင့်ဥဒိပါတယောက်သမီးပြည်သူကိုအတော်ကြောင့်ခေါ်လိုက်ပြီးတဲ့နောက်မှာတော့ရင်နှောင်းတယောက်အိမ်မက်ကနေလိုလာတဲ့သူလိုဖြစ်နေပါတော့တယ်။တခိုးလူမီတလူဖြစ်သွားတာကြောင့်ရှက်ကိုရှက်ကန်ပြာကြီးပြာရပြင်းလိုချင်နေတဲ့ဖြစ်စည်းကိုရောင်းပေးလိုက်ပါတော့တယ်။ အဲ့ဒီချိန်ကစားပြီးသူမစိတ်ထဲမှာညဆိုင်ကိုနင်းနေကကဆွဲလန်းမိနေပြီပထမဆုံးမြည်ခုံပြီးတဲ့မျိုးသားလေးကအရာရာမှပြေစုံနေတာကြောင့်အမြဲတမ်းစိတ်ကူးရင်ကအတွေ့အေနဲ့ပြည့်နေနေပါတော့တယ်။အဲ့ဒီအတွေ့အေကတယောက်တည်းတစ်ဖက်တည်းယူနေချိန်မှာပဲလှလပပလေးအတွေ့အေကိုရချိုးခံလိုက်ရပါတော့တယ်။အကြောင်းကတော့နေဆိုင်ဆိုင်ငယ်ရဲ့နောက်မှာသူစင်ဆိုးတဲ့သူတော်မလေးနဲ့အမြဲလိုလိုဆိုင်ငယ်စည်းနေတာကြောင့်ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ပျော်ရွှင်စွာသွားလာနေပုံတွေကိုမြင်တွေ့ရလေမနာလိုစိတ်တဲ့အုံပုံတွေရောက်အချင်းနာကြတာဘူဆွေးတော့ကရောက်နေပါတော့တယ်။အဲဒီလိုနဲ့ဒီနေ့မှာတော့ဥဒီပါတို့ဆိုင်ရှိကိုနှစ်ဖူးတွေရင်ဘတ်တွေတစ်ခုလုံးမှာအင်ကွက်တွေထိုးထားတဲ့ဘူတော်ရောင်စားဥမုံဆိုတဲ့လူကြီးတယောက်ရောက်လာခဲ့ပြီးဥဒီပါကိုဒီရောက်မှာခဏတဲချင်လို့မင်းမတဲလို့ရမလဲလို့မေးမြန်းပါတော့တယ်။အဲဒုံမီလိုက်တော့ဥဒီပါတယောက်ကလည်း ။ရောင်းကြောင်မှာတင်းလို့ရတော့တယ်။ဘာပုံးစီခွန်တောင်းပြီးနေဖို့ကျွန်တော်နဲ့တူလိုက်ခဲ့ပါလို့ဆိုတာခေါ်သွားပါတော့တယ်။အဲဒီလိုရွာဦးကျောင်းရောက်တော့ဘာဖုံးစီနေတိုင်းကိုရှောက်တင်လိုက်တဲ့အခါဖခင်ရဲ့သားတော်တန်ရှင်းမင်းပြတ်တဲ့ဘုံကြီးဖြစ်တာကြောင့်လူတန်းစားမရွေးလူမျိုးမခွဲကြတာကြောင့်ကျောင်းမှနေလိုက်ဖို့ခွင့်ပေးလိုက်ပါတော့တယ်။ အလုပ်ခွင်ပေးလိုက်တော့ဥမုံတရာဘုန်းကြီးကျောင်းရဲ့အစိုးဆုံးမှနေထိုင်လူကြောင်းပြပြပြီးသူ့ရဲ့အလုပ်ကအထက်လိုင်းဘိုးတော်တရားဟုမိညာကပြောဆိုပြီးအစိုးဆုံးကျောင်းမှနေထိုင်လိုက်တာကိုဥဒီပါကတော့ဆရာတော်တန်အန်နဲ့ကအေးပြန်လိုက်ခဲ့ပါတော့တယ်။ဥဒီပါတရားအေးပြန်ရောက်တဲ့အခါရင်နောက်ကလည်းဖခင်ပြည်သူကိုအကျိုးကြောင်းမေးပြီးတော့ဖခင်ကလည်းသူသိတဲ့အကြောင်းတွေပြောပြလိုက်တာကြောင့်ဥမုံကျောင်းပြီးသွားပါတော့တယ်။ ဒီလိုနဲ့နောက်နေတွေမှာလည်းဘေးဆိုင်ကလူမြောက်ဝိုင်းစုကဥမုံအကြောင်းပြောဆိုနေခြင်းရေနောက်လူသားကလည်းစကားဝိုင်းနဲ့နားတောင်နေတာကိုဥမုံရဲ့ပညာဆွမ်းမုံလေးကိုအကျဉ်းချက်ပြောနေတာတွေကိုကြားသိလိုက်ရပါတော့တယ်။အဒီလိုကြားသိလိုက်ရတော့သူမရဲ့အတွေ့ရဲ့အကောင်းထဲပေါ်ရဲ့ညာဘက်အချိန်မှာလေပြင်းလေးကြီးတွေတိုက်ခိုက်နေတာကြောင့်တစ်ပင်တွေကရင်းရွှဲနေသလိုရေနောက်လေးရောက်စိတ်လုံရှားကတိတ်တဆိတ်ဥမုံရှိရနေတာကိုရောက်လာခဲ့ပါတယ်။ ။အဲဒီလိုနဲ့အရေးရောက်တဲ့ကအိမ်ထဲကနေဥမုံကိုလမ်းခေါ်လိုက်တာမို့ညာချင်းဓမေခေါ်တန်ကြားလာကြောင်းဥမုံတယောက်အရေးရောက်တဲ့အခါမှာပဲရေနှောင်းတယောက်သူ့ကိုယ်သူမိတ်ဆက်ကစကားဆက်လိုက်ပါတော့တယ်။ကျမဘိုးတို့ရဲ့အကြောင်းကိုကြားသိခဲ့လို့အခုလိုရောက်လာရတာပါ။ခုလိုလာရတာကလေဘိုးတော်ရဲ့ပညာကိုယုံကြည်တာလည်းပါပါလေအဲဒါကြောင့်ကျွန်မတောင်းဆိုတာလေးလုပ်ပေးပါတော့လို့တောင်းဆိုလိုက်တော့ဥမုံကလည်းပြန်မေးလိုက်ပါတော့တယ် ။ဘာကြောင့်တီဗီဘာပညာသူတွေလို့ခေါ်တာဟုတ်ပါပြီ။ခုလုံလုံဒီလိုရောက်လာရတဲ့အကြောင်းလေးကိုပြောပြပါဦးလို့ဒီလိုက်တဲ့အခါကျမမှာတစ်ဖက်သက်ကြိုင်းနေရတဲ့သူတယောက်ရှိပါတယ်။သူ့ကိုရမ်းကြရပါတယ်။မြင်းမြင်းချင်းကလေးကဆွဲလန်းခဲ့ရပြီးသူ့ကိုလည်းအရန်ကိုတန်းတားနေပြီးပါတယ်။သူကဒီရွာသားပါပဲ။ကျမကသူ့ကိုကြိုက်တာသူကတော့မသိပါဘူးရှင်။သူမှလည်းရည်သားရှိရဲ့ရှင်။သူတို့နှစ်ယောက်ကယူဖို့တိကိုအမှန်တကယ်ချစ်ကြနေတဲ့သူတွေပါ။ဒါပေမဲ့ကျမသူ့ကိုအရင်ချစ်တယ်ရှင်။ တခြားလူလက်ထက်ကိုပါမခံနိုင်ဘူးအဲ့ဒါကြောင့်သူကျမကိုကြိုက်လာအောင်ကျမကိုပဲဆွဲလန်းပြီးကျမတယောက်တည်းကိုပဲအမြဲတမ်းနဲ့ဆွဲပြအောင်လုပ်ပေးပါလို့တောင်းဆိုလိုက်ပါတော့လေအလိုကြောင့်ဆိုဒီပြီးနောက်ပညာကိုလည်းယုံကြည်သက်ဝင်ပြီးအမှန်တကယ်ကူညီတောင်းနေတာကြောင့်ကူညီပေးဖို့အိမ်ထဲခေါ်လိုက်ပါတော့လေအဲ့ဒါကနဲ့ရင်းနှောင်းတယောက်အိမ်ပေါ်ရောက်တဲ့အခါမှာမင်းယုံကြည်တယ်ဆိုလို့လုပ်ပေးရမှာတကယ်လို့တခုခုမှယုံကြည်တယ်ဆိုရင်တော့မင်းကလူကောင်းတယောက်လို့မဖြစ်နိုင်တော့ဘူးခနာကိုထိခိုက်တာကြောင်းလဲတာတပေါင်းဖို့ရသက်ပါသူသွားနိုင်တယ် ဘယ်လောက်ထိပေးဆက်လိုက်ရမလဲမိတကယ်လုံးနိုင်ပါမလားမေးလိုက်ပါတော့တယ်တခုခုမာတာနဲ့အတက်အမြေကြုံရမှသိပေမဲ့လည်းမကြောက်မလန့်ပဲရင်နှောင်းတယောက်ခင်ညာဖြစ်နေတာမို့ဘာဖြစ်ဖြစ်လို့ကိုသဘောတူလိုက်ပါတော့တယ်နှဦးသားသဘောတူညီမှုရပြီးတဲ့အခါအစီမံလုပ်ဖို့စတင်လိုက်ပါတော့တယ်ရင်နှောင်းကဘိုးတော်ကိုကြောပြထိုင်ပြီးသူကကြောဘက်ကနေစီမံနေတဲ့ပြုလုပ်ကဘူးရဲချီနောင်ထားတဲ့မြူသားမြူသမီးယုံလေးကိုလဲမထားပြီး ဂါရမလန်းနေစတဲ့ယူကာအထမြောက်ဖို့အတွက်မှမဟုတ်လိုက်ပါတော့လေ။အချိန်တော်ကြာမမှုပြီးတဲ့အခါရှင်နာကရိုးရိုးတည်တည်ရှင်းလက်ထိုင်လိုက်တော့သူ့ရှင်မစီမံနေတဲ့ချီနှောင်ထားတဲ့မြူသားမြူသမီးယုံတွေကိုတွေ့သွားပါတော့လေ။ဒီယူကာစီမံနေတဲ့ပြုလုပ်ထားတာမြင်းဖြစ်ရှင်တိုင်းဖြစ်ဖို့အတွက်တခုတော့လုပ်ပေးရမယ်။အလာကတော့ဒီပူရဲယုံလေးကိုမင်းကြိုက်နေတဲ့ကောင်လေးအိမ်ကိုတော့သူ့အိမ်ကသူ့ခန်းထဲမှာတိချာတင်ထားခဲ့လိုက်။အရေးကြီးတာကတော့ထားမြောက်ဖို့အတွက်ဘယ်သူမှတည်လို့မရဘူး။မင်းကိုယ်တိုင်လုပ်ရမယ်။ တေချာလုံးနိုင်ရင်နောက်တစ်နေ့မှာမျိုးကိုဒနဆာဖြစ်တဲ့ဒီ9ရက်ဆိုပြလိုက်တယ်ပြောလိုက်ပါတော့လေအဲ့ဒီလိုနဲ့နောက်တစ်နေ့မနက်မှာတော့ရေနောင်းတယောက်ဒေါ်သူသာတို့အိမ်ကိုသွားတာဟာကင်ပြည်သူကမိုးပေးခန့်လိုက်တာဆိုတာအလာပါတလာပါလေပြောကြပြီးတိန်နဲ့တိန်ကလည်းယင်းကြီးသူတွေဖြစ်တာကြောင့်သူဘာသာမဟုတ်ကိုသွားထားလိုက်မယ်ဆိုတာအိမ်ထဲကိုဝင်သွားပါတော့တယ်အိမ်ထဲရောက်တဲ့အခါဘုဒ္ဓထားခဲ့ပြီးနေချင်းခန်းကိုမြန်ရှာကဘုဒ္ဓပေးလိုက်တဲ့ရုပ်ထားလို့ရမယ့်နေရာကိုရှာနေလာတော့တယ် ောက်ဆုံးတော့ဘယ်သူမှလုံးလုံးကိုကိုမမြင်နိုင်တဲ့ဗီဒီယိုပေါ်မှာအယုတ်ကိုတင်ထားလိုက်ပြီးအိမ်ပြန်လာပါတော့တယ်။အိမ်ပြန်လာပြီးနောက်မှာပဲစေစွမ်းနေပြတာကြောင့်လေဆိုင်တရားရင်နှောင်းစီနက်နက်မဲမဲရောက်ပြပါတော့တယ်။ပူဒီပါတယောက်လဲသမီးပြည်သူဝေးထားတဲ့ဂရုရွယ်မတည်ပဲရီစားထားလိုက်တဲ့ပုံဖခင်မြစ်တာကြောင့်ဘာမှမပြောပဲသူသမီးလေးကိုချစ်မြတ်နိုးတဲ့သူပေါ်လာတဲ့အတွက်အရန်ကိုပီတိဖြစ်နေပါတော့တယ်။ သူတို့ချစ်ကြိုက်နေတာကိုအားလုံးကသဘောကျပေမဲ့လည်းနေရှိုင်းရင်ကောင်မလေးဖြူစင်ကတော့သူချစ်ရတဲ့သူကသူ့ကိုဘာမှမပြောပဲသစ်စင်းကျိုးချုံခံလိုက်ရတာကြောင့်လာပြီးဖြည့်ရှင်းချက်တောင်းပေမဲ့လည်းငူငိုင်းငယ်ဥတတာပြည့်ရင်းနှောင်းကိုချစ်ကြောင်သူနဲ့ပဲထားရမည်လို့ကြောင်ပြောလိုက်ပါတော့တယ်။အဒီလိုပြောလိုက်တဲ့အခါအချစ်ကြီးတော်အမျက်ကြီးတဲ့ဖြူစင်ကတော့သူ့ကိုဆူဆွဲချူကြကအဆုံးစီရင်သွားပါတော့တယ်။ဖြူစင်သေးပြီးနောက်ပိုင်းမှာနေရှိုင်းပုံစံကအရင်ကိုပြောင်းလဲလာခဲ့ပါတယ်။အသားရည်ကလည်းမွဲချောက် မြက်တွင်းတွေကလည်းယူကချိုင်းဝင်ပြီးလူကလည်းပင်ချောက်ကပင်မနဲ့နေတဲ့ရုပ်ဖြင့်ကြည့်ရတာတော်တော်လေးစိုးနေပါတော့တယ်။မိခင်ပြည်သူကသာတားပြည်သူရဲ့ပုံစံပြောင်းလဲတာတွေကိုသိပေမဲ့လည်းခင်မြဦးကတော့သူနဲ့ချစ်သူတွေဖြစ်တာကိုပုံစားလို့မပြီးဖြစ်နေတာကြောင့်တည်ထားမမိပဲဖြစ်နေပါတော့တယ်။အလိုရင်းစင်မပြေဖြစ်နေတဲ့ရုပ်ကြီးကြောင့်ဆရာဝန်တွေတယောက်ပြီးတယောက်ပြပေမဲ့လည်းပြောင်းလဲဖို့မရှိဘဲပို့လို့လာဆိုလာခဲ့ပါတယ်။ အရာအဆောင်တစ်ဖက်ရွာကအောင်လင်းဆရာကြီးတွားကတားပြစ်သူရဲ့အကြောင်းစုံကိုပြောပြပြီးကုသပေးဖို့တောင်းဆိုလိုက်ပါတော့တယ်။ဆရာပြစ်သူကလည်းအိမ်ကိုလိုက်လာပြီးနေဆိုင်ကိုမေးမြန်းမိပဲလေ။ဘာမေးမေးဘာမှမသိတဲ့ကလေးတယောက်ကိုဖြစ်နေတာအကြောင်းအိမ်အနှံ့လိုက်လံစစ်ဆေးလိုက်ပါတော့တယ်။နောက်ဆုံးမှတော့ဗီဒီယိုမှာတင်ထားတဲ့အိမ်ကိုတွေ့သွားတာကြောင့်ယူလိုက်ပြီးအိမ်ရှိကိုထွက်လာတာဒေါ်သူလာကိုပြပြီးတားပြစ်သူပူဇော်ခံရတဲ့အကြောင်းပြောပြလိုက်ပါတော့တယ်။ အဲ့လိုပြောဆိုနေချိန်မှာပဲရင်းနှောင်းအားတရားကိုရဲသောမျက်လုံးဒေါသကြီးနေတဲ့အမူအရာဖြင့်အိမ်မော်ကိုပြင်းထန်သောခြင်းင်းတန်တဲ့သူရောက်လာပါတော့တယ်။ရောက်တဲ့အခါမှာသူကိစ္စကိုဘာလို့နှောက်ရရတာလဲဆိုတာအော်ဟေဂျန်တန်းနာကြောင့်အောင်းလင်းစရာလဲပညာပေးဖို့စတင်ကအစွမ်းနေထုတ်သုံးလိုက်ပါတော့တယ်။စွမ်းနေကပြီးတော့လူလောင်နေတာကြောင့်အတော်ကြာကြီးညူပြီးရတဲ့နောက်မှာပဲချက်ချင်းပြန်တိုက်ဖို့အတွက်သူမရဲ့အစွမ်းကိုတုံးလိုက်ပါတော့တယ် သူမဆွမ်းသုံးတဲ့အဆွမ်းကအောင်လင်းစရာတွေနားရီမခံမရဲနိုင်အောင်ဖြစ်နေတာကြောင့်ကျမ်းမေပေါ်မှာတုန်တုန်လူအောင်ရင်နေပါတော့တယ်အဲ့ဒီအဖြစ်ပြကိုဘေးကနေကြည့်နေတဲ့ဒေါ်သူစာနဲ့အန်အောကအကြောင်းနဲ့နေပါတော့တယ်။အောင်လဆရာကိုပညာပေးပြီးနောက်မှာပဲနေဆိုင်ရှိသွားတာချူတာတော့တန်ရင်ကျေးတော့အပြုတ်မှုဖြင့်ရှင်ကမြဲတဲ့ကျမပိုင်လေဘသူမှခွဲလို့မရဘူးဘသူတွေဘလို့တိုက်ခိုက်ပါစေရှင်ကိုဘသူမှကျမနားမှာခွဲထုတ်လို့မရဘူးမမအမိုက်စကားတွေးရဖြင့်နောက်စိတ်ကနေပါတော့တယ်။ ဒါဖြစ်သူလည်းမပြောင်းလဲသလိုအောင်းလန်းစီရမှာအလူပဲခံလိုက်ရတဲ့အခါဒေါ်သူစားလည်းဥတီပါစီအမြင်ပြေးသွားလိုက်ပါတော့တယ်။ဥတီပါစီရောက်တဲ့အခါဖြစ်ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုအသေးစိတ်ပြောလိုက်တာကြောင့်တမီးဖြစ်သူရဲ့ယူမိုက်တာတွေအစ်စ်မကျော်လို့အမြင်ဆန်းပဲဗာဖုံးစီပြေးသွားကြပါတော့တယ်။ကျောင်းရှိရောက်တဲ့အခါဗာဖုံးကိုအလိုတကြီးတတင်းနေအော်ခေါ်နေတာကြောင့်ဗာဖုံးလည်းကျောင်းကိုရောက်လာပါတော့တယ်။ကျောင်းရောက်တဲ့အခါဥတီပါရဲ့သနာစရာကိုပြင်တော့ကရောက်နေတဲ့မျက်နှာမူရောက်ကြည့်ပြီးတော့ အကြောင်းစုံမေးလိုက်တဲ့အခါဒေါ်သူစာကပါယူနောင်အကြောင်းသိတဲ့မြတ်အရာအလုပ်ကိုပြောပြလိုက်ပါတော့တယ်။အကြောင်းစုံဒီပြီးသွားတဲ့အခါမှာတော့ဘာဖုံးမှုဆောင်ကယူနောင်လို့သွားတဲ့ဘုံကြီးကြောင့်အစုံကဘိုးတော်ရင်ကိုကြောက်လာပါတော့တယ်။ဘုံဘုံနေတဲ့နေရာရောက်တဲ့အခါနေဆိုင်အပိုင်းစီးပေါက်သွားတဲ့ယူနောင်နဲ့ပညာစော်ကားတဲ့တင်းတဲ့ဘိုးတော်ကတော့ဘာမတိမူရာဖြစ်ဗတ္တရက်က ဘာဖုံးနဲ့မဆိုင်တဲ့နေရာမှာဝင်မပါပါနဲ့အခုလိုလုံးနေတာကမသိတော့ပါဘူးဘာဖုံးနေရာဘာဖုံးပြင်ကြွားပါလို့တိုင်းဆိုင်တဲ့ဦးကအမြင်ပြောလိုက်ပါတော့တယ်အလိုပြောလိုက်ပေမဲ့သူကင်းမဖြစ်မှာမို့လက်အုပ်ချီမြစ်တာပွားများကရွတ်ဖက်လိုက်တာကြောင့်ဖရာတကူရဲ့မြစ်တာတန်းနေကြောင့်ဘိုးတော်နဲ့ရင်နောင်းတို့နေအောင်နားထဲမှာမကန်မရက်နိုင်အောင်ဆူလောင်မှုတွေကြောင့်တကူလုံးတို့ရင်ကပူလောင်အောင်ဟိနေပါတော့တယ်။ ။ဘာဖို့အဆက်မပြတ်ယူနေတော့ရနာမြောင်သူတို့လုပ်ထားတဲ့အစီအမံလေးပြန်ပြီးနေချာအသိစိတ်ပြန်ရမှာစိုးထိတ်တာကြောင့်ဘာဖို့စီရောက်အောင်မြစ်တာဆက်ပွင့်ကြတဲ့အတင်းတွန်းဝင်လိုက်တဲ့အခါမခံမရနိုင်ပဲနောက်ပြန်လဲကျသွားပါတော့တယ်။ခဏကြာမှရင်နောင်းတစ်ခုလုံးပြီးလောင်ကျန်းထားတဲ့ပုံစံပြင်ပြန်ထက်လာပြီးအတင်းပြန်တက်ခိုက်လာတာကြောင့်ဘာဖုံးလဲနှစ်ခုမှတရားရကမြေပေါ်တို့လဲကျသွားပါတော့တယ် အဲ့လိုဘာဖုံးမျိုးကိုလည်းကြတော့ဘိုးတော်ကနေတောင်မွေကိုပစံနာထားပြီးမန်းပုံလိုက်တာကြောင့်ရေနောင်ရဲ့ဝိညာဉ်ကတက်တက်ခွဲထသွားပြီးနေဆိုင်ကတော့မျက်စိလေးကလေးကလေးပြင်ဟိုဒီကြည့်နေချင်း၃ယောက်စလုံးကိုသူ့အစွမ်းဖြင့်စီးဝိုင်းထားလိုက်ပါတော့တယ်။ အရင်ကလိမ်ပါပြီးမိဘပေါ်သေးတဲ့တယ်ကြီးနောက်တရားကိုသူလုံထားတဲ့အစီမံနဲ့စီးပြက်ကအကျိုးဆက်အနေနဲ့သူမလုံရဲ့ပေါ်အကျိုးခံစားရတာကြောင့်တခြားတယောက်လိုပုံစံပြောင်းသွားပြီးဘာကင်ဖြစ်သူကိုလည်းမှတ်မိနေပေမဲ့နှုတ်ခဲကြမ်းတမ်းစွာရရင်ဆိုင်ဆိုင်ကြီးပြောဆိုနေပါတော့တယ်။သမီးဖြစ်သူရဲ့ပြောဆိုမှုတွေပေါ်ဒေါသမတွေပဲအပြုမှုတွေကိုတနာစိတ်ပေါ်ကပြောင်းပြနေမယ်လို့အမိုက်မောင်ဆုံးချိန်ကြောင်းနေတာကြောင့်ဘာပြောပြောနားမဝင်နေဖြစ်နေပါတော့တယ်။ နောက်တစ်နေ့မနက်မှာတော့အောင်လင်းစီရအလင်းမြန်မဲဒေါ်ဆက်ကိုပြေးသွားခြင်းဥမှုံကလည်းသူ့ပညာတွေတိုးတက်လာစေဖို့အတွက်ရင်နှောင်းဝိညာဉ်ရဲ့ရင်နှောင်းကိုအစီမံနေနဲ့မိလောက်တိုက်သွင်းနေနေဖြစ်ပါတယ်။အောင်လင်းစီရရောက်တဲ့ချိန်မသိခင်ကလေးကနေရင်းမိခံစားနေရတဲ့ရင်နှောင်းတန်တွေပြင်းနေတာမို့အောင်လင်းစီရနဲ့အမြင်မြန်ဂါရမနန်းတွေတပင်ပြုတ်လိုက်တာကြောင့်ရင်နှောင်းစီကငရေမိကတပြေးပြေးဥမှုံစီပုဆက်သွားကအပြစ်ကျွေးတဲ့အလူလန်းဆက်နေရပါတော့တယ်။ မယံမီကလောသွားပေမဲ့လည်းသူများကိုစိတ်ကြောက်ကြကြဖြစ်အောင်လုပ်ထားတဲ့အကျိုးဆက်ကတော့ရင်နှောင်းတရအတူတူအတတဖြစ်ရောင်းလဲလဲဖြစ်နေချိန်မှာပဲသူ့ဝိညာဉ်ကလည်းသူ့စီရောက်လာပြီးသူ့ရဲ့အသွေးသားတွေကိုဝါမြင်လိုက်ပါတော့လေဘူဒီပါတယောက်မသိခင်ကလေးကမယံမီတစ်ခုလိုခံတစ်ခုပြီးတစ်ခုခံစားနေရတဲ့သမီးဖြစ်သူအတွက်အင်မတန်မှစိတ်ကြီးကဝမ်းနဲ့နေပါတော့လေအရင်အောင်ပြပြနေတဲ့အကြောင်းစုံကိုဒရာကြောင့်ဘဲမှမသွားနိုင်နဲ့ပါဘုန်းကြီးလျှောက်တင်ပြီးရတော့မှပဲ ဝိညာဉ်ရေးတပံရာသားတွေကိုအနေပြုနိုင်ဖို့အတွက်ဥမုံရဲ့မိလောင်ကမဲတူးနေတဲ့အကောင်ကိုအစီမံစာရဲ့ဖြင့်သူနမှုပါကကထိချုပ်လိုက်ပြီးမြေပြုတ်ဝေးလိုက်ပါတော့တယ်။နေရာစလုံးကိုပြင်မြုပ်ပြီးတဲ့အချိန်ရေဆိုင်ကတော့ငေါထွက်နေတဲ့ရိုးရည်ဖြင့်ဥကြောင်ကြောင်ဖြစ်နေတော့မှာပဲ။အဲဒီနောက်ဘာကုန်းကနေရွာဦးကျောင်းမှာပဲတည်ဆုံးသူတွေရဲ့အတွက်ဥပဒေရွာသားအုပ်စုဖြင့်တက်ပြောက်ဆုံးလေးလုပ်ပေးပြီး ရွာမလေးအနေကင်းကင်းရှိဖို့အတွက်ပရိပဒန်းနေရွတ်ဖက်ပေါ်များပြလိုက်တာကြောင့်ရွာလေးကအေးချမ်းသွားပါလို့ね။ဇလန်းလေးကတော့ဒီလောက်ပါပဲရှင်။စုံဒီနားထောင်ပေးတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်။နောက်တစ်ခေါက်မှာပိုပြီးစိတ်ဝင်စားစရာဇလန်းတွေနဲ့ပြန်လာပါမယ်နော်။စောင့်နေဖို့မပေးပါနဲ့။ရှင်လန်းချမ်းမြေကြပါစေရှင်။